တန်တဝဲကျော်တော်မှသိရရတယ်နူနေဘူးဘွားအတွက်ရွေးကူချောင်းမွေစီမဲ့အတော်ဝင်တဲ့နေတိုင်းကောင်းများနံပါတ်၁ကတဲ့ဥပုတ်တူနဲ့ဆိုင်ပြီးအခွန်ကိုခွာတောင်စုခွာရရွယ်ကြရဲ့ဖြင့်လက်ခိုက်မှာကိုလည်းစဝင့်စီရမလို့တော့ပါဘူးနံပါတ်၂ဟော့ပေါ်ဟီရဲမှာစီတွေအရန်များနေရဲဆိုရင်တော့ဟေးခက်စုံတဲ့ကုန်ရှိခဲ့ထဲပြီးစုံနဲ့ဟေးဘော်ပိုင်ကိုပတ်ပေးလိုက်ပါစီတွေခဲပြီးပါလာတယ်နံပါတ်၃ကျဲဥကိုနင်းမြန်စွာဘလို့အနည်းနဲ့အကာဖွဲမှလည်းလက်ထိတ်လေးတွေကိုစက်တုံပြူနဲ့ပေါ်လိုက်ဒါဆိုအလွယ်တကူအနည်းကိုခံယူလို့ရပါပြီ နံပါတ်လေးနှပြောသီးဝယ်တာများပြီးစားမကုန်တဲ့အခါအမဲ့လုံကုန်ပါရောအရင်ဆုံးရေနဲ့ဆေးပေးပြီးရီရီပြောင်းအောင်ထုတ်ပေးတီရှူးကိုရေဆုပ်ပြီးအရင်မှပတ်ပေးထားလိုက်ပါမပြောသီးရဲ့လက်ဆက်မှုကိုထိန်ပြီးလို့လောက်ဝလောက်ထိထားခံပါရယ်နံပါတ်ကဒီမှာအကြော်ကြော်ပြီးကြံနေစီတွေကအနေရီကူဘလို့စိတ်ထုတ်ရမလဲပြောင်းကုန်မောတစုံနဲ့ရီတစုံရောင်းမွေပြီးစီ60ရာခိုင်နှုန်းလောက်ပူလာပြီးဆိုဥရဲထဲလိုက်ပါအနေရီအကုန်လုံးကတ်သွားပြီးဆိုမှဆဲထုတ်လိုက်စီရီချီကင်းတန့်စင်သွားရော နမချောင်းပစုံရဲ့အကုန်ကိုနည်းနည်းထည့်ပြီးဆွဲချလိုက်ရင်အလွယ်တကူကွာရတဲ့အပြင်အညစ်အကြေးတွေလည်းတစ်ခါတည်းပါသွားပါရောနမခုနဲ့အေးခဲနေတဲ့အသားတွေကိုလုံးဝရည်နဲ့ဒီတိုင်းထိုက်ရိုက်မစိမ်ပါနဲ့စားနဲ့ရှာပကရေးထည့်ရည်တွေထည့်ပြီး၃မိနစ်စိမ်ထားလိုက်အပြင်ကဝယ်လာတဲ့အသားထက်ပိုပြီးစားလို့ကောင်းပါတယ်နမရှင်ခမင်းချက်တာကြီးများသွားတယ်ဆိုရင်ပမုတ်တစ်ချက်ထည့်ပြီးနောက်ထပ်၃မိနစ်လောက်ဆက်ထည့်လိုက်ပါဒီရီပါမို့ထဲရောက်သွားပါလိမ့်မယ်။နမကုတ်ကတ်တူပေါ်မှာရာတည်နေတယ်ဆိုရင်ဘီနဖက်ရဲ့အပေါ်ပိုင်းကိုအလဲပိုင်းလိုက်။ ဒီတဲ့ခါနနဲ့တရားဆွဲပြီးတိတ်နေပြလိုက်ရင်ကွက်တီခစ်သွားလိမ့်မယ်။နံပါတ်30ပကန်စီဖော်ကိုပရမဘောင်တိုင်းရပြီးဒါနဲ့ဖြစ်လိုက်။ဒါဆိုဘောင်လေးကြောင့်အလွယ်တကူတန့်ရှင်လို့ရပါပြီ။ဒီလိုမျိုးနီလန်ကောင်းလူတွေဖို့တီးရအောင်ဖောင်းလို့လုပ်သွားကြပါနော်။ KN ညင်ဒီကိုဆန်နဲ့ထည့်ပြီးစုံနေတဲ့ရင်ဥချရတဲ့ယူဂျီယိုကလေးပါကြိုက်တဲ့အစားအစာတမျိုးခစ်သွားနိုင်ပါလေ။စားတော့ဆိုင်နေမှာဆိုရင်တော့စီတီတီပေးဝယ်စားရပြီးအရသာရှိတဲ့အပြင်အာဟာရလည်းပြူပါပါလေ။ဒါဒီ7မိနစ်အတွင်းချက်လို့ရပြီးအစာယူတဲ့ကလေးတွေတော့အရသာရှိရှိစားကြမှာပါ။ ရေးထည့်တဲ့အခါပုံမှန်ထမင်းချက်ရင်ထဲတလောက်ထည့်ရင်တော့ရပါပြီအဖုံဖုံပြီးထမင်းရင်ချက်ထားလိုက်ပါမယ်အဲနောက်အာလူကိုအမြောင်းလေးတွေရအောင်လီးပြီးအတုံးလေးတွေဖြင်းအောင်ထက်လေးလိုက်ပါမယ်ကျွဲတူအတုံးလေးတွေရအောင်ခီးဘိုးတော်လူကပါတယ်အလိုမှသာကြော်တဲ့အခါအကျက်တူမှဖြစ်ပါတယ်မုံလာဦးနီကိုလည်းအတုံးလေးတွေရအောင်ထိထားလိုက်ပါမယ်မုံလာဦးနီကခြေစင်းသေးစားလို့ရအောင်ပြောလို့ရပါတယ်သူကလည်းခရမ်းညီလေးတို့ပဲဗီတာမင်တွေအများကြီးပါဝင်လို့ကလေးလူကြီးအားလုံးသူကမြညာစားပြီးမယ်ဆိုရင်တော့ခန္ဓာကိုယ်အတွက်အရင်ကောင်းမှုပါတယ်။ တပိတ္တ9000ဆရှိတဲ့ပစုံကိုချေးရင်ထုတ်ပေးပြီးရနော်အခွန်ဖားပေးလိုက်ပါမယ်။အဲနောက်မှာတော့ကြော်ခွေးပေးလိုက်မယ်ဆိုရင်တော့အကြံ့မြန်တယ်လို့အရသာလည်းပုံဝင်တွေစီနိုင်ပါတယ်။ဥရေစီပူလာရင်အာလူရဲ့အရင်ထဲကြော်လိုက်ပါမယ်။အပေါ်ရန်ကရွှေညီအောင်တမ်းပြီးချက်လာပြီဆိုရင်တော့မုံလာဦးအနေနဲ့ချက်တုံနီတွေထည့်လိုက်ပါမယ်။ချက်တုံနီရဲ့မွေရနံကအရန်ကိုတင်ပြလို့ဟင်းရရတာကိုပူပေါ်လင်းစီနိုင်ပါတယ်။ချက်တုံနီရနံတင်လာပြီဆိုရင်တော့ပစုံထည့်ပြီးပြပြနဲ့ဆက်မွေကြော်ပေးလိုက်ပါမယ်။ ဒီပါဝင်ပစ္စည်းတွေကိုအလုံးတွဲဆက်ပေးလိုက်မယ်ဆိုရင်တော့အမြင်လာပြီးစားကောက်ရုံမကအာဟာရလည်းစုံနေပါတယ်။ပဇွန်နေအရာပြောင်းကြောပြီးပြီးဆိုရင်တော့ကာရီကဲတစ်ခေထည့်လိုက်ပါမယ်။မီးလေလက်ထားပြီးမှုကြောပေးပြီးရင်ကာရီကဲရဲ့မွေးရနံထွက်လာပါလိမ့်မယ်။အဲ့ဒီအချိန်ဆိုရင်တော့ရှင်ရွေးတပကံထဲပြီးပါဝင်ပစ္စည်းအလုံးကာရီအရာတန်ဝဲသွားအောင်ပြီးပြပြနဲ့လင်္ကာမင်းနဲ့လောက်အဖုံဖုံတဲပေးလိုက်ပါမယ်။အဲ့နောက်ဘန်ကောက်ပြည်စိန်ထဲပြီးတစ်ချက်နဲ့ချက်လောက်မှုကြောလိုက်ပါမယ်။အကြတိချက်ဖို့မလိုဘူးနော်။မကြက်တကြက်အနေထားဆိုရင်တော့အရာပါပြီး အလိုမှသာဘန်ကောက်ဘီစင်ရဲ့ကျွတ်ဆက်တဲ့အရာသားနဲ့အာဟာရတွေကိုဖိန်းထားနိုင်မှာဖြစ်ပါတယ်။အဲ့ဒီအချိန်ဆိုရင်တော့သမင်းလေးချက်ပြီးမှအဖုံးဖွင့်တာနဲ့ခရမ်းညစ်တီးရဲ့လက်ဆက်တဲ့ရင်းနှံကိုရပြီးသမင်းဖြူချက်ပိုရတာရှိတဲ့အပြင်အာဟာရတွေကိုရှိပါတယ်။ပေါ်ဆံခွန်းနဲ့ပုံဖော်ပြီးပကံနဲ့ထည့်ပြီးကာရီဟင်းကိုတစုံပြီးတစုံဆန်းပြလိုက်ပါမယ်။ဒါဆိုရင်တော့အာဟာရပြည့်ဝတဲ့ပစုံကာရီထမင်းနယ်လေးကိုရပါပြီ။အရသာရှိပြီးခရင်ပွေးစီရောမကအာဟာရလည်းပြည့်ဝတော့ပကံပြီးတပကံစားပါလိမ့်မယ်။ ကဲအခုလိုမျိုးပေါ့နော်စဉ်းစားကြရပြီတို့ဒီနေ့ဒီနေ့မြတ်ပုံမှန်ဆက်ပြီးတော့ဒီလို Twitter YouTube channel လေး subscribe လုပ်ရတယ်ည subscribe လုပ်တော့ပြတော့ပေါ့နော်အားလုံးစုကြည့်ကြပါနဲ့